စမယ်2006ခုနှစ်ကဖြစ်သည်ဒရီဂန်တိုင်းစစ်ဌာနချုပ်တို့နာအဖစစ်ဆိုးရခေါင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေတယောက်ရောက်ရှိလာသည်တိုင်းမူဖြစ်သူဗိုလ်ချုပ်မင်းအောင်လိုင်က တိုင်းရံပုံငွေဖြစ်မွေးမြူထားသောဝတ်မများကို လိုက်လံပြတ်တပ်ပေးတယ်ဗိုလ်ချုပ်မူကြီးတန်းရွှေကဝတ်ချံအတွင်းမှဝတ်မများကိုကြည့်ရင်မိလိုက်သည်ဟဲ့ကောင်တိုင်းမူဒီထိတ်ဆုံးကဝတ်မကဘယ်ဒေတာမျိုးရင်းလဲ ခင်ဗျာအဘဟိုလေကျွန်တော်မသိပါဘူးဘဒီမြေလူကတော့ကွာတိုင်းမှုဖြစ်နေပြီဒါတော့မသိဘူးလားကွာမသိရင်ကြည်ထားငါပြောပြမယ်ဘိုးချုပ်မူကြီးတန်းရွှေကဝမတကောင်ရဲ့ဖင်တဲ့သူစွတ်ခနဲဆိုပြီးသူ့ရဲ့ညာဘက်လက်ကိုဝမဖင်တဲ့သူထိုးထည့်လိုက်တယ်ထို့နောက်ပြန်ထုတ်ပြီးနှာခေါင်းနဲ့တိတ်ရှူကြည့်လိုက်တယ်မထားဒါအလာစကာမျိုးရင်းကွာသူ့ဘိုးဘွားတွေက အလာစကာဒေသကလာတာ။နိုင်မူမင်းအောင်လိုင်ကလည်းအန်အော်တကြီးဖြင့်ကောင်းကျင်းလိုက်တယ်။လာရနောက်တော့ဇဝတ်ဆိုပြီးဗိုလ်ချုပ်မူကြီးတန်းရွှေကနောက်ထပ်ဝမတကောင်ဖင်တဲ့လက်တဆုံနိုင်ကြီးပြန်သည်။ပြီးတော့ခုနကအတိုင်းပြန်ဆွဲထုတ်ရနှခေါင်းနာတိတ်ရှူပြန်သည်။အေးဒါကတော့မြေဝကျုံးမော်ကမွေးတဲ့ဝတ်ဟုတ်ပြီလား။ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဖာနောက်ထပ်ဝတ်တကောင်ဖင်ကိုလည်းထပ်နိုင်ပြန်တယ်။ဇဝတ် ဒီကောင်ကတော့ထိုင်းကန်ချနာဘူရီဘက်ကလာတယ်ဝက်ကွာဟုတ်တယ်ဒါကန်ချနာဘူရီဘက်ကလာတယ်ဝက်တဖြည်းဖြည်းနဲ့ဝက်ဆယ်ကောင်ဖင်ကိုနိုင်ကမျိုးရင်းဒေတာများပြောပြနေသဖြင့်တိုင်မူမရောက်လိုက်ပါလေဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့ပညာများကိုအန်အော်ဒီဂျီလေးစားကြည့်ညိုမိတော့တယ်ဒီလိုနဲ့ဝက်ချန်တော့မှောင်ရိပ်ကလေးအရောက်တွင်ဗိုလ်ချုပ်မူကြီးတန်းရွှေကကြုတ်တရမေးလိုက်တယ်ဟဲ့ကောင်မရောက်လိုက်မင်းကရောဘယ်ဇာတိကလာတာလဲကွာ မင်းအောင်လိုက်ပါချက်ချင်းပင်ကပတ်ကိုချွတ်စစ်ပေါင်းမီကိုချွတ်ကဖင်ကုံးပြီးပြုံပြုံလေးနောက်လည်ပြေးလိုက်၏ဘီနားမှာရှိတဲ့ဗိုလ်ချုပ်များခင်ဗျာအလန့်တကြဖြစ်သွားကြရယ်ဗိုလ်ချုပ်မူကြီးတန်းရွှေကလည်းကျင်းနဲ့အားရဟန်ဖြင့်ပြုံပြီးပြောလိုက်ဒီကောင်ဒီကောင်ငါနေရဆက်ခံမဲ့ကာချုပ်လောင်းမဲ့ငါမင်းကိုတော့ကြိုက်သွားပြီဒါနဲ့မင်းမိမကရောဘေစာတိလေကွာဒီမေကွန်းတော်မဆုံးသေးမဲအောင်လိုက်တယောက် သူ့မိမရှိရာဆောင်သို့ထွက်သွားလေတော့သည်ဗဆက်မှလည်းခဏနေတော့အဖကျွန်တော်မိမနဲ့တူတူပြန်လာခဲ့မယ်တဲ့၆လုံးတန်းရွှေတန်းရေးသားသော တိုင်းပြည်ကနုနုဝတ်တိုးကထန်ထန်အထုပ်ပတိစာအုပ်မှကောက်နှုတ်တင်ပြပါသည်တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီဟုတ်ဒီစာ